ကမ္ဘာပေါ်မှာခရီးယံဘာသာဝင် အများဆုံးရှိသောနိုင်ငံ၅နိုင်ငံပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် Crazy အင်္ဂါနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါရစေ ဒီကနေ့တင်ဆက်ပေးသွားချင်တာကတော့ကမ္ဘာကိုယ်ွယ်ယုံကြည်မှုအများဆုံးဘာသာကြီး၄ခုတည်းကအင်အားကြီးဘာသာတစ်ခုဖြစ်တဲ့ခရီးယန်ဘာသာဝင် အများဆုံးရှိတဲ့နိုင်ငံ၅ခုအကြောင်းပဲဖြစ်ပါတယ်။ခရီးယန်ဘာသာမှာဆိုရင်လေ Catholic, Protestant, Orthodox စတဲ့ဂိုင်းခွဲအုပ်စုတွေလည်းရှိပါသေးတယ်။ဂဲဒီရောဘယ်နိုင်ငံတွေကခရီးယန်ဘာသာဝင်အများဆုံးရှိတဲ့နိုင်ငံတွေဖြစ်မလဲ?ခြေတဲ့အတူတူဒီဗီဒီယိုလေးမှာလေ့လာကြည့်ရှုကြည့်ကြပါစို့လားရှင်။ နှစ်ဘက်ငါရုရှားနိုင်ငံ ရုရှားနိုင်ငံရဲ့ခရီးယံဘာသာကိုးကွယ်သူတွေကတော့နိုင်ငံလူဦးရေရဲ့၃ပုံ၂ပုံကျော်ဖြစ်ပါတယ်။အဓိကအားဖြင့် Russian Orthodox Church ရုရှားညံတော်ဘုရားရှိခိုးကျောင်းကိုးကွယ်သူတွေဖြစ်ကြပါတယ်။ရုရှားနိုင်ငံတွင်ခရီးယံဘာသာကိုကိုးကွယ်ယုံကြည်သူတွေကတော့ရုရှားနိုင်ငံလူဦးရေရဲ့80%ကနေ85%ရာခိုင်နှုန်းခန့်ထိရှိပါတယ်။ဒီထဲမှာမှအများဆုံးကတော့ Russian Orthodox ဘာသာဖြစ်ပြီးတော့လူဦးရေရဲ့60%ကနေ80%ရာခိုင်နှုန်းခန့်ထိယုံကြည်သူများပါတယ်။ โรมันคาทอลิกโปรเตสแตนต์อีวานเกลิกอลสาเรตชาคริสเตียนไกนิโอเลยုံจีโกเวตูริโกเลอเนงเกตุยาบาริรัสเซียလိုမျိုးအများစုက russia order dot russia order dot လို့မှတ်ပုံ တင်ထားပေမဲ့လည်းအမှန်တကယ်ဖျားလာရောက်ရှ िख ိုးသူတွေကတော့အနေငယ်သာရှိရလဲဖြစ်ပါတယ်ခရီးယန်ဘာသာကိုရုရှားနိုင်ငံသူနိုင်ငံသားတွေအနေနဲ့ယုံကြည်မှုကရုရှားနိုင်ငံရဲ့ယဉ်ကျေးမှု သမိုင်းနဲ့ လူမှုရေးအခမ်းအနားပိုင်းမှာလည်းတော်တော်လေးအရေးကြီးလာပါတယ်။ နံပါတ်၄ဖလစ်ပိုင်ဖလစ်ပိုင်နိုင်ငံကတော့အာရှနိုင်ငံတွေတဲ့ခရစ်ယာန်ဘာသာဝင်အများဆုံးရှိတဲ့နိုင်ငံတစ်နိုင်ငံပဲဖြစ်ပါရင် Roman Catholic ဘာသာကိုကိုးကွယ်သူတွေကနိုင်ငံလူဦးရေရဲ့80%ရာခိုင်နှုန်းခန့်ရှိကြပါတယ်။ဒါကြောင့်မဲဖလစ်ပိုင်နိုင်ငံကို Catholic ဘာသာကိုးကွယ်သူလူဦးရေအများဆုံးနိုင်ငံတစ်နိုင်ငံအဖြစ်သတ်မှတ်ထားပါတယ်။ Evangelical Christian ဘာသာကိုကိုးကွယ်သူတွေကတော့ဖလစ်ပိုင်နိုင်ငံလူဦးရေရဲ့10%ရာခိုင်နှုန်းခန့်သာရှိကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံနေနဲ့ခရစ်ယာန်သာသနာဟာကက်သလစ်ဘာသာရဲ့အဓိကပွဲတော်တွေဖြစ်တဲ့အန်ဒရက်ခရစ်စမတ်နဲ့အီစတာတို့ကဖိလစ်ပိုင်နိုင်ငံရဲ့ရှင်ကြီးမှုနဲ့လူမှုရေးဆိုင်ရာပြည်ယုတ်တွေဖြစ်တဲ့အတွက် အရေးပါတဲ့အခမ်းအနားအနေ ပါဝင်လျက်ရှိပါတယ်။နံပါတ်3မက္ကဆီကို မက္ကဆီကိုနိုင်ငံမှာတော့ခရစ်ယာန်ဘာသာကိုးကွယ်သူများတယ်ကက်သလစ်ဘာသာကိုကိုးကွယ်သူကတော့အများဆုံးပဲဖြစ်ပါတယ်အဲ့ဒီအချိုးစားက2023ခုနှစ်အချိန်အရလူဦးရေ80ရာခိုင်နှုန်းခန့်ရှိတာပဲဖြစ်ပါတယ်မက္ကဆီကိုမှာကက်သလစ်ဘာသာဟာနိုင်ငံရဲ့အဓိကကိုးကွယ်ယုံကြည်မှုဖြစ်ပြီးတော့နိုင်ငံရဲ့အရင်ကြီးမှုနဲ့လူမှုရေးအခြေအနေတွေမှာပါကက်သလစ်ဘာသာဟာအရေးပါတဲ့အခမ်းကဏ္ဍမှာပါဝင်လျက်ရှိပါတယ်ကက်သလစ်ဘုရားကျောင်းတွေဘုရားကျောင်းပွဲတွေနဲ့ဘာသာရေးပွဲတွေက လူမှုရေးနဲ့မက္ဆီကိုနိုင်ငံရဲ့ယဉ်ကျေးမှုဆိုင်ရာအရေးပါတဲ့အခမ်းအနားတွေဖြစ်ပါတယ်။ Evangelic Padao ကိုကိုယ်တူတွေကတော့လူဦးရေရဲ့30ရာခိုင်နှုန်းခန့်ရှိရလို့သိရပါတယ်။နံပါတ်1ဘရာဇီဘရာဇီးနိုင်ငံကတော့ Roman Catholic ဘာသာကိုအများဆုံးကိုးကွယ်ကြပြီးတော့လက်ရှိအချိန်မှာတော့ Christian ဘာသာကွဲဂိုင်းကွဲတွေလည်းပေါ်ပေါက်လာတာမို့တခြားသော Christian ဘာသာကွဲတွေကိုပါကိုးကွယ်ကြသူတွေရှိလာပြီဖြစ်ပါတယ်။ ကက်သလစ်ဘာသာကတော့ဘရာဇီးနိုင်ငံမှာအကြီးအကျယ်ကိုးကွယ်ကြတဲ့ဘာသာတစ်ခုဖြစ်ပြီးတော့2023ခုနှစ်စက်တင်အရလူဦးရေ53ရာခိုင်နှုန်းခန့်ကကက်သလစ်ဘာသာကိုကိုးကွယ်ကြပါတယ်။ဒါပေမဲ့လည်း2022ခုနှစ်မှာကက်သလစ်ဘာသာကိုကိုးကွယ်သူများရဲ့အချိုးအစားက49ရာခိုင်နှုန်းအထိကျော်နေခဲ့ပြီး2014ခုနှစ်မှာတော့60ရာခိုင်နှုန်းခန့်ရှိခဲ့ပါတယ်။ အီဗန်ဂျယ်လစ်ဘာသာကိုကိုးကွယ်သူတွေကတော့ဘရာဇီးနိုင်ငံလူဦးရေရဲ့23ရာခိုင်နှုန်းခန့်ရှိပါတယ်။ကက်သလစ်ဘာသာကအီဗန်ဂျယ်လစ်ဘာသာကိုကူးပြောင်းကြတဲ့သူတွေလည်းအများအပြားရှိရလို့သိရပါတယ်။နံပါတ်1အမေရိကန်အမေရိကန်နိုင်ငံကခရစ်ယာန်ဘာသာကိုကိုးကွယ်သူအများဆုံးနိုင်ငံတစ်ခုဖြစ်ပြီးတော့လူဦးရေရဲ့80ရာခိုင်နှုန်းခန့်ဟာမျိုးစုံသော ခရစ်ယာန်ဘာသာအယူအဆတွေကိုကိုးကွယ်ယုံကြည်ကြတာပဲဖြစ်ပါတယ်။ခရစ်ယာန်ဘာသာမှာလည်း ုပ်စုခွဲအမျိုးအစားများစွာရှိပါတယ်။ Protestant, Catholic, Evangelical ဆိုပြီးတော့ခွဲခြားထားပါတယ်။အမေရိကန်မှာရှိတဲ့ခရစ်ယာန်တို့ရဲ့40ရာခိုင်နှုန်းအထက်ကတော့ Protestant ဘာသာဝင်တွေဖြစ်ကြပြီးတော့ Baptist, Methodist, Lutheran, Presbyterian, Pentecostal ဆိုပြီးတော့ထပ်မံကွဲပြားသွားပါတယ်။အဲဒီသူတွေကတမန်ကျမ်းကိုတိတိကျကျလိုက်နာသူတွေနဲ့ ပုဂ္ဂိုလ်ရေးယုံကြည်မှုကိုအလေးထားကြသူတွေလည်းဖြစ်ပါရင်ကက်သလစ်ကတော့အမေရိကန်နိုင်ငံမှာဒုတိယအကြီးဆုံးအုပ်စုဖြစ်ပြီးတော့နိုင်ငံလူဦးရေရဲ့27ရာခိုင်နှုန်းခန့်ရှိပါတယ်။ကက်သလစ်ဘာသာဝင်တွေကို ပုပ်ယဟန်မင်းကြီးမှအကြီးအကဲခေါင်းဆောင်အဖြစ်ခန့်ယူထားပါတယ်။ လက်တင်အမေရိကန်ဝင်ရောက်လာသူတွေကြောင့်ကက်သလစ်အယုံကြည်သူတွေဟာထိုးပွားလာခဲ့ပါတယ်။ Evangelical ကတော့အမေရိကန်နိုင်ငံရဲ့ဘာသာရေးဖွံ့ဖြိုးတိုးတက်ရေးနဲ့လူပေါင်းအတိုင်းဝိုင်းနဲ့ပါဝင်မှုကိုအဓိကထားလှူရှားတဲ့အသင်းတော်ပဲဖြစ်ပါတယ်။အခြေခံအားဖြင့်တော့ဗျာဒိတ်တက်အယုံကြည်မှုနဲ့သမာကျမ်းစာရိအပေါ်အခြေခံထားတဲ့ဘာသာရေးပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံရဲ့နိုင်ငံရေးအပေါ်မှာလည်းခရစ်ယာန်သာသနာကတတောင်းတနေရာကနေတည်ရောက်မှုတွေရှိလို့နေပါတယ်။ ခရီးယန်ထုံးတန်းကအမေရိကန်နိုင်ငံရဲ့ပြည်သူပေါင်းနဲ့သမရရွေးကောက်ပွဲတွေအထိတက်ရောက်မှုရှိလို့နေပါတယ်။နိုင်ငံရဲ့ပညာရေးနဲ့ကျင်းဝတ်တချို့သောစာပေပညာလီလာသင်ကြားမှုတွေလူမှုရေးအဖွဲ့အစည်းတွေမှာပါခရီးယန်သာသနာရဲ့အယူဆတွေကိုအခြေခံထားပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက် အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။